မင်္ဂလာပါ Open the box ကျင်းမှာကြိုဆိုပါမယ်တော့အဖွားချက်ကျွေးနေကြငပြေမအချင်းစီပြန်လေးအိမ်မှာချက်စားဖြစ်တာကြောင့်ချန်နီလေးမျှဝေပေးလိုက်ပါတယ်။ ငပြေမကိုအကြီးခုနဲ့စူးရောင်လေးဖယ်ပြီးွားလို့ရှိရင်တန့်စင်သွားအောင်ရေတေချာစီးပါမယ်ပြီးွားလို့ရှိရင်တော့ဓာလီနဲ့ပုံးပါမယ်ငါးအသားလေးကိုအရသာဝင်စီဖို့အတွက်အသားမုတ်စနွေးမုတ်စားငပြရည်တို့ကိုနည်းနည်းစီထည့်ပြီးတော့နေထားလိုက်ပါမယ်အရန်များွားလို့ရှိရင်လည်းအငံရတာကဲသွားမှာစူးတာကြောင့်နည်းနည်းစီပဲထည့်ပြီးနေမယ်နော် တ်ဖို့အတွက်ကိုတော့ဂျင်းစက်တွန်ဖြူစက်တွန်နီတို့ကိုညက်နေအောင်ထောင်းထားရပါမယ်။ဟာရီပီစီမီပြီဆိုရင်တော့အိုရဲကိုစီတဲ့စီပူလာပြီဆိုလို့ရှိရင်စက်ပြုံးမှုလေးနည်းနည်းနဲ့ခုနကထောင်းထားတဲ့အစာပလာတွေထည့်ပြီးတော့စီတတ်ပါမယ်။ အယောင်လေးလှစီဖို့အတွက်အယောင်ပင်ပုံနည်းနည်းနဲ့ထည့်ပါမယ်။အနံ့လေးမွေးစီဖို့တော့မဆလာလေးနည်းနည်းထည့်မယ်နော်။စက်တုံလေးလိုက်ပြီးတော့စီတန်းတန်းလေးမွေးလာပြီဆိုလို့ရှိရင်တော့ငပြေသားတွေထည့်ပြီးတော့ cup of coffee ဝေးလိုက်ပါမယ်။ သားတွေလည်းလည်းတင်းလာပြီဆိုလို့ရှိရင်တော့တကြီးရေထည့်ပြီးတော့အရသာနှံ့အောင်ပွေပေးလိုက်ပါမယ်။ ရေးလေးနည်းနည်းနဲ့အသားမုံလေးထည့်ပါမယ်။ ေစုပြီးတော့အိုးမချခင်လေးမှာရုပ်သီးစိမ့်လေးတွေထချမ်းခွဲထားတာရဲ့ရှမ်းတန်တန်နဲ့နန်နန်မင်းတို့ကို အုပ်လိုက်မယ်ဆိုလို့ရှိရင်တော့အရန်ကိုအနံ့မွေးပြီးတော့တပင်းစားမိန်စေတဲ့ငပြေမအချင်းစီပြန်ဟင်းလေးရပါပြီနော်